ားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းစရာကင်ရေးသားတဲ့မိုးများတဲ့ရံများဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတင်ကြီးဖြစ်ပါတယ်ဘဘရေကွန်လဲနေပြီဘဘရေကွန်လဲနေပြီအေးလေရောက်နေတဲ့တူမလေးကအော်တယ်သူကမွေးတကောင်အေးကွန်လဲတော်ကို မြင်ထားဘူးပုံရတယ်ဒါမှမဟုတ်သူကြည့်ဘူးတဲ့ကတ်တုန်းကားထဲမှာများ ဒါမျိုးပါခဲ့လေသလားသူ့အသက်ကအရေးကုန်လဲတယ်ဆိုတာကိုတိတိကျကျသိတတ်ဖို့ဘယ်ဟာကဘာဖြစ်တယ်ဆိုတာပြောပြတတ်ဖို့ရာတရက်တသားလောက်ပဲလုံလောက်သေးတယ်မတတ်နိုင်ဘူးကြီးကြတယ်တကယ်တော့ဘဘဟာအိယာကိုအင်းကြီးလိုဝတ်အိတ်နေရတာကြားပြီးရာစုနှစ်တစ်ခုကို ရေမြောင်းလေးတစ်ခုလို ခုံကျော်လိုက်ဖို့လည်းတိတ်မလို့တော့ဘူးသေးတွေအများကြီးပဲဘိုးတော်ဘိုးတော် ညာတော့ကအိပ်ပျော်ရဲ့လားသူ့အတော်ကမေးတယ်ဘာဘာကပြန်မဖြေဘူးသူ့တက်တမ်းမေးမေးခွန်းတွေဘလောက်ထိပြန်ဖြေခဲ့ရပြီမသိပြင်းစရာကောင်းတဲ့မေးခွန်းတွေကိုပြန်မဖြေရဘူးဆိုတာလုံလောက်တဲ့အကြောင်းပြချက်တစ်ခုကတော့ရှိနေမှမဟုတ်လားဘဘဟာတချိန်ကပလိတ်တယောက်ဖြစ်ခဲ့ဘူးတည်းတနက်ကရင်ဓမ္မတချို့နဲ့နယ်လားငါလားပြစ်ခတ်ခဲ့ရဘူးတည်းတကယ်က မှတ်မိနေတဲ့မျက်နှာတွေကိုတနတ်နဲ့မတိမချင်းပြစ်နေဖို့ဆိုတာတိတ်တော့မလွယ်လာဘူးပြောတယ်။တရက်ကြတောင်ငုံတစ်ခုပေါ်မှာဒီလိုမျိုးထိတ်တိုက်တွေ့တော့သူပြစ်ကိုပြစ်ပြေးရပြန်ရောတဲ့။ဘာဘာရှိတယ်မဲဘာဘာတငယ်ချင်း သွေးတွေဖျားကနေထွက်ဘိုင်းကနေလဲကြသွားတာမြင်လိုက်ရတော့ဒီအလုတ်ဟာ သူ့ဘဝရဲ့အိတ်ကတ်ထဲကောက်ထည့်သွားရမယ်မိကျစ်တလုံးမဟုတ်ဘူးဆိုတာဘာဘာဟာတည်သွားခဲ့တယ်တဲ့။ ပြီးတော့ဘဘကြက်မွေးတယ်၊နွားမွေးတယ်၊ပတ်စံဆုတယ်၊အိမ်ဆောက်တယ်၊ရွှေဝဲတယ်။အရက်လေးနည်းနည်းပါပါတောက်တယ်။သူဆုထားတဲ့ပတ်စံနဲ့ရွှေတွေကိုတစ်တာလေးနဲ့ထည့်ပြီးတော့ခတ်တော့ကိုကိုနဲ့မကွာထားရင်တရက်တစ်ခါလောက်တစ်တာကိုဖြွင့်ကြည့်တယ်။ဒီနေ့အင်္ဂုတရက်တစ်ခါလောက်ကိုကြည်တန်းကြီးရှောင်းနေရင်းနဲ့မတိလိုက်ခင်မှာပဲသူနဲ့ရွှေတူအတိမိတ်ဆွေတွေတယောက်ပြီးတယောက် ရွာထဲကနေပျောက်သွားခြင်းကနေသူလည်းအိမ်ဝိုင်းအပြင်တောင်မထွက်နိုင်တော့တဲ့အနေအထားဖြစ်သွားခဲ့တယ်။လူတွေဟာရောက်လာပြီးပြန်ထွက်သွားဖို့ရာ တနည်းနည်းနဲ့ကြံနေရတာပါပဲ။မမြင်ရတဲ့ပုံစံတွေကလည်းအပြည့်ဒီအတိုင်းပါပဲ။ဘာဘာကသူ့လိုကိုလိုထက်နည်းနည်းပိုရှည်ရတဲ့ကြောပြစရာတစ်ခုနဲ့ပြန်သွားနေတာပါပဲ။အိမ်မှာလူတွေများလာတော့အတန်တွေကပူကျဲလာတယ် ဘာဘာရဲ့အဖြစ်အပျက်ချို့ကိုကြီးမောပတ်မောပြောနေကြရတာလေကိစ္စတစ်ခုလိုကိုဖြစ်နေပြီကျွန်တော်ပဲသွားတယ်လို့မင်းနေတန်းကြားလိုက်ရတယ်ဘသူရဲ့မသိတကယ်ကကျွန်တော်ဘယ်မှမသွားနိုင်တာကြားပြီအခန်းတကားကိုသွားလို့စီထားရင်ဘာတစ်ခုမှပြန်မပြောချင်တဲ့လူတစ်ယောက်လိုဟန်ဆောင်နေရတာပေါ့ဖုန်းကနေတစ်ခုခုကိုရှာနေမယ်ပြီးရင်ဖတ်မယ်ကြည့်မယ်ဒီကနေ တခုခုခြာရေးလက်ရှိရာရှိလာရင်ကွန်ပျူတာကိုဖွင့် Microsoft ဝဲတယ်မယ်စာကြောင်းလေးတွေဟိုရေးတည်ရေးလို့ပေါ့တကားလာခောက်တယ်ဝင်လာတယ်ဘာတွေလုပ်နေတာတုံးဆိုတဲ့ဘော်ရာကို ပြုံးပြလိုက်ပြီးငါနားတယ်ပဲဖားတကောင်ရောက်နေတာတော်တော်ကြာပြီအဲ့ဒီလိုပြောလိုက်တယ်သူကအံဩဟန်ခဏပြတယ်ယော့ဒါမင်းဖတ်ဖို့ယူလာတာဆိုပြီးစာအုပ်တအုပ်ပေးတယ်ကြီးလိုက်တော့ ကျွန်တော်ကြိုက်တဲ့စာအုပ်တွေဒါပေမဲ့ကျွန်တော်မှာစာဖတ်ခြင်းစိတ်မရှိဘူးကြာပြီဖားတကောင်နဲ့ရံဖြစ်နေရကလေးကကျွန်တော်စာမဖတ်ဖြစ်တော့ဘူးငါစာဖတ်လို့မရတော့ဘူးငါစာဖတ်ရင်ဖားကတကုံအော်တော့တာပဲဟဘောရာကကြီးတယ်ပြီးတော့လှုပ်လေခုဖတ်ကြည့်အော်သေးလားစမ်းကြည့်အောင်အဲ့ဒီလိုပြောလာတယ်ကျွန်တော်တော်လေးဒေါသထွက်သွားတယ် အမှန်ကကျွန်တော်ညာမပြောတတ်တာဒီကောင်တည်တယ်ဒီကိစ္စဟာလဲကျွန်တော်ညာနေတာမဟုတ်ဘူးဆိုတာဒီကောင်သေချာပေါက်တည်တယ်ရော့ကွာမင်းစာအုပ်တွေပြန်လာယူသွားတော့ငါစာမဖတ်တော့ဘူးစာဖတ်ရတာအလကားပဲဆိုတာတဖြည်းဖြည်းသိလာပြီမင်းမသိသေးတာတော့မင်းယူနေလို့ပဲဖြစ်မယ်ဒီကောင်ကတဟားဟားနဲ့អော်ကြီးတယ်ပြီးမှဒါဆိုဒီစာအုပ်တွေငါ့ပေးမလားစာအုပ်စင်ကိုလက်ညှိုးထိုးပြပြီးမေးတယ် ငါအစာပဲမဖတ်ချင်တာဒီလိုငါသာယူမဖတ်ရင်သူ့ဘာသာငါ့ကိုလာဖတ်ပြန်မှာမဟုတ်တဲ့စာအုပ်တွေရှိနေတာငါ့အတွက်ကိစ္စမရှိဘူးမပေးနိုင်ဘူးဆိုတာမင်းသိတယ်ထပ်မပြောနဲ့တော့ဘောတာပြန်သွားတယ်စိတ်ဆိုးသွားသလားတော့မသိမတက်နိုင်ဘူးဒါမျိုးကကြုံရမှာပဲမဟုတ်လားခဏကြာတော့မြေထဲဆင်းပြီးရေကူးနေလိုက်တယ်မြင်နေရတဲ့တောင်တန်းကြီးကိုကြည့်မိတော့ရင်ထဲကြောက်တုံးတွေအများကြီးမျိုးချမိတယ်လို့ဖြစ်သွားတယ် သူလည်းဗာတက်နိုင်မှာလေအတုံးချခံရတဲ့နမဲတွေတိုင်းမှာထုတ်ပြောလို့မရတဲ့ဗဇက်ပေါက်တွေရှိစမြဲမဟုတ်လားတင်မောကြီးကတဝုံးဝုံးអော်ပြီးဖြန့်မောင်းသွားတယ်ဒီညတော့ဘလို့ကြော်ဖြတ်ရမယ်မသိဘူးတကယ်ဆိုကျွန်တော်အိတ်မပြောတာတော့ကြပြီညဆိုအိတ်ရမှာဆိုတော့ညရောက်တိုင်းအိတ်မရတာက အတော်ဆိုးတယ်ဆိုရမယ်တခါတလေညတဲ့ခေါင်ရမ်းပင်ကြီးတဖြည်းဖြည်းကြီးလာတာကိုမြင်နေရတယ် ခတ်တာကခောင်ရမ်းပင်ဆိုတာကိုသေချာသိမနေတာပဲသိမနေပေမဲ့ဒါဟာခောင်ရမ်းပင်ဆိုတာကိုတော့သိနေပြန်တယ်တခါလောက်တွေ့ထားမှုတဲ့လူတယောက်ကိုရုတ်တရက်ပြန်တွေ့လိုက်ရသလိုပါပဲကျွန်တော်ကတိတိစိတ်ထိုင်းနေမယ်ဒါမှမဟုတ် ခုယူသွင်းလိုက်တဲ့ဝင်သက်ကငါနောက်ဆုံးဝင်သက် ဖြစ်မလားလို့တွေးနေမိတယ်ပြီးရင်ဟီရရှိမမြို့ပေါ်ကနေဖြာချက်လာတဲ့ မိခိုးငွေတွေလိုတက်မာကိုချလိုက်မယ်အဲဒီလိုအချိန်မှဆိုကျွန်တော်ဟာကြောက်နေကောင်းပါပဲအေရဲ့အဖျားငွေတွေဒီလိုတစ်စက်မိကနေတစ်စက်ဆက်ကြနေတဲ့အလင်းရောင်တွေလိုဖြာကြနေတဲ့အဖျားငွေတွေကိုတော်ဆုံနေမိတဲ့ကြောက်နေကောင်းပါပဲတချို့ကတော့ရည်စရာဖြစ် တွေးပစ်လိုက်ကြမယ်ပုံပဲသူတို့မြင်ထားဘူးတဲ့ကျွန်တော်သူတို့အတ္တိတရားမြင်ဆောင်လဲအလျားလိုက်ချရေးထားတဲ့ လူတယောက်ရဲ့ကောင်းမွေဆုံးမွေကိစ္စကိုဒါဟာတသက်လုံးသုံးဆွဲရမယ်ပြက်ကလေးပဲလို့ဆိုပြီးသူတို့ကန့်တတ်မှုနယံထက်အသေးရိုက်ကတ်ထားသလိုပေါ့ကျွန်တော်ကတော့တခုခုကိုယုံကြည်လိုက်ယုံကြည်မှုဆိုတာလူတယောက်ရဲ့ဘဝကို အရေးကွန်ခွာပြစ်နေတာပဲလို့ထင်လိုက်ပြီးတော့လေလိန်ဆန္ဒရဲ့ဂရင်းချင်နာရဲ့ပြင်းရမှုရဲ့ဘာဘာရဲ့ချောင်းစိုးတန်ရဲ့ကို မျက်လုံးကြောင်ကြီးနဲ့ငေးကြည့်နေလိုက်ပေါ့ကျွန်တော်ဓာရီကို အစီလိုက်တိုင်းခြာရေးပြလိုက်တော့အရီတာကမယုံဘူးမကြိုက်တာလို့ပြောရင်ပုံမှန်နိုင်မယ်ထင်တယ်ကျွန်တော်ဝိထုတဘုတ်ရေးဖို့စူးစမ်းနေတာပါခေါင်းစဉ်ကို မိုးများတဲ့ရက်များလို့တက်လိုက်တယ်မိုးများတဲ့ရက်များတဲ့ဘာလို့ဒီခေါင်းစဉ်တက်မိလိုက်တယ်ကျွန်တော်မသိဘူးအရီတာကပြောတယ်မိုးများတဲ့ရက်များလို့ပြောပေမယ့် မင်းဝိတ္ထုကရှွန်းတစက်မှဆင်းမနေပါလားတဲ့အဲ့ဒီနေ့ကကျွန်တော်ရေဘောရာတယောက်ရေဘီယာတောက်ကြတယ်ဘောရာကကျွန်တော်နဲ့မဆုံးဖြစ်တဲ့၄၅၆နှစ်အတွင်းမှာ သူဘဝပြတ်ပြီးလမ်းပေါ်ရောက်ဖို့လေးကတိတိကြုံရတယ်လို့ပြောတယ်ကျွန်တော်ကတော့အေးဆေးပါပဲဘသူမှမဖတ်တဲ့ကြပြားတွေရေးတယ်သူ့အမေရဲ့ဝေဒနာကို မကြည့်ရနိုင်ဖြစ်နေတဲ့ အထက်လူကြီးရဲ့မိကုန်းကိုဖြေးဖို့ဂူခဲတဲ့ကိုခဏသွားရတယ်။အားလုံးကတော့ဘီယာလေးဘူးစာလောက်တန်တာပါပဲ။ဒါတဲအိမ်မောင်နေဝါရဲ့ဝတ္ထုကြီးပဲလို့အယ်ဒီတာက မျက်လုံးပြူးမျက်စံပြူးနေပြောတယ်။ဟုတ်တယ်လေးလို့ပေါ်ပေါ်ပါပါပဲဖြေးလိုက်တယ်။လူတက်လိုက်ဖျားထီးတင်လိုက်လုံနေတဲ့အာနာရှင်တယောက်ရဲ့ဟန်ပန်နဲ့ပါပဲ။ဒါဆိုမင်းနမယ်ဘာလို့တက်ထားတာလဲဆိုပြီးအယ်ဒီတာက စာမူကိုဇပွဲပေါ်အရှိန်နဲ့ပြချပြီးမြမဇကားရီတဲကဒေါသထွက်ခြင်းအောင်ဆောင်းနေတဲ့ခက်ပေါ်ပေါ်တရုတ်ဆောင်တယောက်ရဲ့အိုက်တင်လိုမျိုးနဲ့ကြည့်ရင် ပြောလာတယ်ကျွန်တော်ခေါင်းရမ်းပြလိုက်တယ်ကျွန်တော်ဘဝမှာဘယ်တော့မှရေးနိုင်မယ်မထင်တဲ့ဝိတုတပုတ်ကိုကျွန်တော်နာမည်တက်ပြီးဒါငါရေးတာပဲလို့ဟန်ဆောင်လက်ရတာကတိတ်တော့မလွယ်ဘူးဆိုတာဒီခန့်ညက်ညက်အဲဒီတာသိရင်ကောင်းမယ်ဒါပေမဲ့ ။ "तू တိမမဟုတ်ဘူး။ एडिटर ကဖုန်းတွေတကောပြီးတကောခေါ်တယ်။ဝိတုတပုံးနဲ့ပတ်သက်ပြီး तू ဒီလောက်ထိခံစားနေဖို့မလိုပါဘူး။ဒါတသက်ကြောင်းတာပဲ။ကျွန်တော်ကိုအလုံးမခန့်မဲ့အင်တာဗျူးတစ်ခုကနေထွက်လာတယ်လို့မျိုး ကျွန်တော်အိမ်ကနေထွက်လာခဲ့လိုက်တယ်။မန်နက်ထဲမှာတော့လူတွေအပြည့်ဆိုင်းဆရာက အပြိုလေးတွေကိုချီတုံနေတဲ့မျက်လုံးနဲ့ပရိသတ်တွေဘက်ခဏခဏမျက်လုံးကစားနေတယ် တိတ်တော့မစမ်းပါဘူးလူဆိုတာဒါမျိုးပဲမဟုတ်လားကျွန်တော်ဘဝမယ်အရာအလုံးကနှစ်ပိုင်းပြတ်နေတဲ့မြင်ကွင်းတွေပဲရှိနေတယ်တခုခုကို အတိအကျရဖို့ကျွန်တော်ကအန်စာတုံးတွေခဏခဏမြှောက်ရတယ်ဂိန်းကနန်းတွေကိုကက်ကူလေတာနဲ့ထည့်ရတယ်မီးရောင်လေးတလက်လက်နဲ့လေနေရပြေးနေတယ်မီးပုံးပြန်လေးတွေနောက်အပြေးလိုက်ရတယ်တယောက်ယောက်ရဲ့အချက်ကိုရဖို့ တယောက်ယောက်ကိုချစ်လိုက်ရဖို့စာမေးပွဲပေါင်းများစွာဖြေရတယ်။နောက်ဆုံးကြတော့ငါတို့ကိုကဲမဲ့သူ ပေါ်လာခဲ့တာပဲကွာလို့ဗောဓာကအချိုရည်နည်းနည်းရောထားတဲ့ဂရန်ပြာကိုမော့ချလိုက်ရင်ပြောလာတယ်။မေခလာတော့မဟုတ်ဘူးမလားလို့ဟာတာလှုပ်လိုက်တော့မေခလာဆိုတာနမဲလိုချင်လို့ကောက်ပေါ်လာတာပါကွာလို့သူကပြောပြန်တယ်။ချက်တော်နီတွေခရမ်းကျင်သီးတွေငရုတ်တီးကြောက်တွေဂျင်းတွေ တရသည်တနတ်တွေအရာတွေအားလုံးငါးပါးစက်တည်းရောက်ဘူးပဲမဲအရာတွေနဲ့ပတ်သက်ပြီးငါတခုမှမတည်ဘူးလို့ကျွန်တော်ပြောလိုက်တော့ဘောရာကသူ့ဘဝရဲ့အပိုင်နိုင်ဆုံးပုံစံကို မေကွန်စာရွက်ထဲနှစ်ခါတောင်ပါလာတဲ့ဂျင်းနှမှုမျိုးနဲ့ပြုံးလိုက်တယ်။ဒီမင်ကညီအင်းအောင်ပြုတ်ရယ်ဆိုတာမဲမှာရှိတဲ့ဒုက္ခတေးသေးလေးနဲ့တခြားတစ်ယောက်ရဲ့ဒုက္ခတေးသေးလေးကိုပေါင်းပြီးဒုက္ခကြီးကြီးဖြစ်အောင်လုပ် ပြီးရင်အဲဒုက္ခကြီးကြီးကို မသိမချင်းဖြေရှင်းနေရတာပဲတဲ့။ငါတော့မူးနေပြီကွာလို့ကျွန်တော်ပြောလိုက်တော့ကျွန်တော်ဘဲမှရောက်မနေဘူးဆိုတာတတိရသွားတယ်။တကယ်ကကျွန်တော်အခန်းထဲမှာပဲရှိသေးတယ်။ပင်ကူမြင်တွေရဲ့အောက်တိုးတိုးအနက်ရင်ဆောက်ကြွားတန်တဲ့ဘောဓာတယောက်ရဲ့စိတ်ကူးစိတ်တန်းရဲ့ပဲဒီအခန်းထဲပြည်နေတယ်။တစ်ချိန်ချိန်မှာကျွန်တော်ကဘယ်တော့မှပြန်မလာတော့မယ်။ ကြောင်တကောင်လည်းဖြစ်သွားနိုင်တယ်။အဲ့ဒီကြောင်ရဲ့နာမည်ကိုကျွန်တော်ငယ်နာမည်အတိုင်းပြန်မှဲ့မယ်။ပြီးရင်လေခွင်းနေတဲ့ယုံတကောင်လိုမျိုးပြင်ရင်လူဘဝဆိုတာဘယ်ဝါဒဘယ်ယုံကြည်မှုရဲ့အဖိနှိတ်ခမ်းမှမဟုတ်ဘူးလို့အော်ဟစ်မယ်။ကျွန်တော်အခန်းထဲကနေခြေပြားထောက်ပြီးထွက်လာလိုက်တယ်။ဖျားစင်ကနေအယောင်သုံးမျိုးလင်းနေတဲ့မီးလုံးလေးတွေကအိမ်ထဲကိုလုံလောက်တဲ့အလင်းအာမျိုး ပေးမနေခဲ့ဘူး။ဘဘဘဘဘဘကျွန်တော်ဘဘကို ကြည့်နေလိုက်တယ်။ကျွန်တော်ဒူမာလေးអော်လိုက်တဲ့အချိန်ဘဘကအရေကုန်လဲနေပြီ။မွေတကောင်အရေကုန်လဲတာကို မြင်ထားဘူးတဲ့ကျွန်တော်တို့လူတယောက်အရေကုန်လဲတာကိုကြားတိတ်မသေးကြဘူးဖြစ်နေတယ်။ဘဘကအသက်ကိုဖြည်းဖြည်းလေးရှူနေတယ်။ဘဘအတွက်ကတော့ဒါဟာတိတ်ကိုခက်ခဲလွန်းလာတဲ့တိုက်ပွဲကြီးပဲဖြစ်နေလောက်မယ်။ကျွန်တော်မှာ ဘာမှဝယ်ပေးဘူးတယ်။နာယီလေးတလုံးရှိခဲ့ဘူးတယ်။ကျွန်တော်ဘဝရဲ့ပထမဆုံးနာယီလေး။ပြီးတော့ဒုတိယကဘာစစ်ကအတွေ့အကြုံတွေကျွန်တော်ရှိကနေဘာဘကတရွေ့ရွေ့ထွက်သွားနေတယ်လို့မျိုး ခံစားနေရတယ်။ဘာဘကျွန်တော်ခေါ်လိုက်တာကိုဘာဘကမကြားတော့ဘူး။တကယ်တမ်းကြတော့လေပြင်းစရာကောင်းလောက်အောင်ဘာဘရဲ့ဘဝကရှည်လျားခဲ့ပါပြီ။ဘာဘမှာ ညီကိုမောင်နှမတွေမကြံတော့လူတယောက်အတွက်တယောက်တည်းဖြစ်နေရတဲ့ဘဝကို အကြကြီးနေလို့ရောဘာများကောင်းစရာရှိလာမှလဲလေအထီးကျန်မှုလောက်နတ်ဆိုင်မှောင်မိုက်တဲ့တွင် မရှိနိုင်ဘူးတလွာပြီးတလွာကွာကြလာတဲ့လူမျိုးဆက်တွေရဲ့တွေးအေးသွားမှုမှာတီရှိမှုဆိုတာစည်ရင်စရာတစ်ခုတတ်တာပါပဲအရေကုန်ကပေါင်ရင်းထိရောက်နေခဲ့ပြီဘာဘာကတော့ သူ့ကိုယ်ကနေကြွားကြနေတယ်အရေးကုံကိုတရိပ်ပြုမိရမတူဘူးသူ့အတိအခန်းထဲမှာအရာအလုံးကအချိန်ပြည့်မှောင်မဲနေပုံပါပဲထူးထူးဆန်းဆန်းပါပဲအဲ့ဒီညကကျွန်တော်အိတ်လို့ရသွားတယ်တိတ်ကိုရှေးချလွန်လာတယ်အိမ်မောကြမှုပဲထင်ပါရဲ့အတန်တွေကြားနေရပေမဲ့ကျွန်တော်မျက်လုံးတွေဖွင့်လို့မရခဲ့ဘူးအစာတွေခွန်ကျင်းနေတာကိုမျိုးချလို့ရနေပေမဲ့ ညလုံးကဖွင့်လို့မရခဲ့ဘူးအပေါ့တွေအလေးတွေအပေါင်းတွေ အမြောက်တွေကျွန်တော်ကအသက်ရှူနေသေးတယ်ဆိုတာတီနေယုံကလွဲနိုးလို့မရသေးဘူးဒါကသိက်ကိုကြာသွားခဲ့ပုံပဲပြီးမှကျွန်တော်ပြန်နိုးလာခဲ့တယ်ကျွန်တော်နိုးလာပြီဆိုတာကိုတော့အသက်၈နှစ်အရွယ်ဘာဘာကပထမဆုံးတွေ့သွားခဲ့ပါတယ်နားဆင်ပေးသူအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ရှင်